အလုံးမင်္ဂလာပါရှင်ဒီမှာဆွေးနွေးပေးနေတဲ့အကြောင်းအရာလေးက motivation ဆိုတဲ့စိတ်ဆော်မှုအကြောင်းလေးပါလူတွေဟာလုံဆောင်မှုတွေတိုင်းမှာနောက်တစ်ခါကြုံတွေ့လျာကြုံတွေ့လာရတဲ့အခက်အခဲတွေအနေရည်တွေအဲစိတ်ခံစားချက်တွေကိုဘလူကြံ့ကြံ့ခိုင်တဲ့ဘလူစိတ်ဆော်မှုတွေဘလူ motivation နေနဲ့လက်ခံပြီးတော့ဘလူလုံဆောင်ကြအောင်ဆိုတဲ့လုံဆောင်ကြအောင်ရင်ဆိုင်ကြအောင်ဆိုတဲ့အကြောင်းလေးကိုဒါ ကျမကနေပြီးတော့ဆွေးနွေးပြီးတော့မှဖြစ်တယ်ဆိုတာပထမမနေ့တော့ပေါ့နော်ကျမဆွေးနွေးပြီးခဲ့ပါတယ်ယနေ့မှလည်းပဲကျမဥတီထားတယ်ပေါ့နော်အကြောင်းအရာလေးတွေကနေပြီးတော့ပထမအဦးဆုံးဖြစ်တယ်ပေါ့နော်စိစော်မှုဆိုတာဘာလဲစိစော်မှုဆိုတာဘာကိုပြောတာလဲပေါ့အဲ့ဒီစိစော်မှုရဲ့အထိပ္ပယ်လေးကိုပေါ့နော်ကျမပထမအဦးဆုံးနေနဲ့ဆွေးနွေးပြီးမှဖြစ်ပါတယ်အဲ့မှာဆိုရင်ဒီပုံလေးကိုကြည့်ကြည့်အောင် ဒီပုံလေးကိုကြည့်ပြီးတော့အတွေးတွေလည်းအမျိုးမျိုးတွေးကြမှာပါဒီမှာဆိုရင်ခခဲကိုအောက်မှာခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေနဲ့ရှိနေတယ်အဲ့ဒီခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကို ရင်ဆိုင်ပြီးတော့တကယ်ကို အာမန်ပြည်နေပေါ့နော်အဲဆောင်ရွက်ဖို့အတွက်ဒီသူ့ရဲ့ခန္ဓာကိုယ်ထဲမှာသူ့ရဲ့အတွေးတွေထဲမှာဘလို့မိုတီတွေရှိနေလို့ ဘလို့စိတ်ဆော်မှုတွေအကောင်းနေလို့တော့ဘလောက်ပဲအတွေ့ဒီအခြေအနေတွေကခက်ခဲနေပါစီဘလို့အခြေအနေမျိုးတွေပဲဖြစ်နေပါစီမိမိလုံဆောင်ရမယ့်အလုပ်ကို အာမန်ပြည့်နေလုံဆောင်မှုအတွက်အစင်းသင်းဖြစ်နေတဲ့ပုံလေးပေါ့နော်ဒါဟိုကျမကနေပြီးတော့ဒီပုံလေးကိုမြင်လိုက်တော့မိမိရဲ့အတွေ့အထဲမှာတွေးမိတာလေးကိုဟာပြဝေခြင်းဖြစ်ပါတယ်ကြီးစုနေတဲ့သူတွေကလည်းဒီပုံလေးကိုမြင်လိုက်တဲ့အခါမှာတွေးတွေအမြင်မျိုးမျိုးနဲ့တွေးကြမှာပါ အောက်ချင်အောက်သူ့ရဲ့အခြေအနေကိုရင်ဆိုင်နေရတဲ့အခါမှာတကယ်ဝေချမ်းတဲ့ခက်ခဲတဲ့အခြေအနေနေနဲ့ပါဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာသူ့ရဲ့ခန္ဓာ physical ဘိုင်းရောသူ့ရဲ့ခံစားချက်ဘိုင်းရောပေါ့နော်ကိုယ်ခန္ဓာရောတကယ်ကိုအားမှန်အပြည့်နဲ့ဒါကိုရင်ဆိုင်ပြီးတော့သူလှုပ်ဆောင်ရမယ့်ရည်မှန်းချက်တွေကိုတည်ယူလှုပ်ဆောင်နေတယ်ဆိုတာလေးကိုခံစားရတယ်ပေါ့လေဒါဆိုရင်ဒီလိုမျိုးစေစော်မှုပေါ့နော် motivation ဆိုတဲ့စေစော်မှုပညာရှင်အမျိုးမျိုးက အတိပယ်မျိုးမျိုးဖွင့်ဆိုကြပါတယ်ပညာရှင်တွေကလည်းတယောက်နဲ့တယောက်မတူဒီဒီမှာတူမယ်အတိပယ်မျိုးမျိုးတွေဖွင့်ဆိုကြတယ်အဲ့ဒီကဖွင့်ဆိုကြရဲဆိုတာလေးကိုပထမအဆုံးအနေနဲ့ကျွန်မဆွေးနွေးပေးပါရစေ။အဲအဲ့ဒီကနေပြီးတော့နောက်တစ်ခုပေါ့နော်။ဒီပုံလေးကိုကြည့်ကြည့်အောင်။ဒီမှာဆိုရင်ခြေလင်းတောင်းတဲ့ခရီးပေါ့နော်။ဒီခြေလင်းတောင်းတဲ့ခရီးကို အဲ့တောင်တဲ့ခီးတွေသူ့ရဲ့ခန်းဒီပေါ့နော်ဇီဝကံမဆိုင်ရာလိုအပ်ချက်တွေလိုအပ်တဲ့ပစ္စည်းတွေကိုလည်းကြောဖို့ကြီးထဲမှာထည့်ပြီးတော့သူ ပို့ပြီးတော့ထားရတယ်။မြန်မာမဆောက်တဲ့တောင်ကြီးကိုလည်းသူတက်ရောက်ဖို့အတွက်သူအားရင်ပြေးနေခေါင်းမငုတ်စတဲ့ဒူးမတုံစတဲ့ပေါ့နော်ဒီက ခရီးလန်းကိုသူ့ရဲ့ဒီအာမန်ပြေးနေပေါ့တက်ဖို့အတွက်ဒါပုံလေးမှာ ဒီကပုံလေးကိုကြည်ချင်းအဖြစ်ဟိုပဲထင်ဟနေစီဒါဆိုရင်သူ့သူ့မှာလည်းဘလို့စစ်စော်မှုတွေရှိနေလို့လို့သူသွားရမယ့်ခရီးလမ်းအတွက်တင်ယူဖို့အတွက်တကယ့်ကိုပဲ readiness ဆိုတဲ့အစင်သင့်ဖြစ်နေတယ်အာရင်ပြည့်နဲ့ပါဝင်လှူဆောင်နေတယ်ဒီပုံလေးကိုမြင်ချင်းအဖြစ်တော့သူရဲ့တင်ယူမှုခရီးလမ်းတစ်လျှောက်မှာသူကအာရင်ပြည့်နဲ့ motivation အပြည့်နဲ့ပေါ့နော်စစ်စော်မှုတွေအကောင်းကောင်းနဲ့သွားဖို့အတွက် သွားနေတယ်လှုပ်ဆောင်နေတယ်ဆိုတာလေးကိုမြင်တွေ့ရတယ်။အဲဒါဆိုရင် ကျမတို့စိတ်စော်မှုဆိုတာမိမိရှိမှန်းထားတဲ့ပန်းနိုင်ကို ရောက်ဖို့အတွက်ဆရာထက်တန်မှုတွေနဲ့စွမ်းရည်တွေကို ပေါင်းစုအားထုတ်ပြီးလှုပ်ဆောင်မှုအဓိကကြတဲ့မောင်းနေဟာကိုကျမတို့က motivation စိတ်စော်မှုလို့ကျမတို့တွေပြောဆိုကြမှာပေါ့။ဒါဆိုရင်စိတ်စော်မှုဆိုတာဘာလဲဆိုတဲ့ကျမရဲ့အကြောင်းအရာလေးမှာဆိုရင် စေစော်မှုဆိုတာမိမိရည်မှန်းထားတဲ့ပန်းတိုင်းကိုရောက်ဖို့ပေါ့နော်ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေနဲ့စွမ်းအင်တွေနဲ့အဲ့စိတ်အားထက်သန်မှုရဲ့စွမ်းအင်တွေကိုပေါင်းလိုက်ပြီးတော့မှလှုပ်ဆောင်မှုအဓိကကျတဲ့မောင်းနှင်အားကြီးဖြစ်ဒါကို motivation လို့ခေါ်ပါတယ်ရှင်နောက်တစ်ခါကျွန်တော်အဓိက motivation နဲ့ပတ်သက်ပြီးတော့ပေါ့နော်စေစော်မှုကိုနားလည်စေမယ့်ပေါ့ဟိုဒူရီရဲ့အတွေ့အကြုံတွေထဲမှာနားလည်သွားစေမယ့် ဥပမာလေးတွေနဲ့ကျွန်မဆွေးနွေးပေးသွားပါမယ်။ဒီမှာဆိုရင်ပထမအဦးဆုံးအနေနဲ့ပေါ့နော်အားကစားသမားတွေရဲ့စိတ်ဆော်မှုဒါဆိုရင်အားကစားသမားတွေရဲ့စိတ်ဆော်မှုကဘလို့အကြောင်းအရာလေးတွေဖြစ်မလဲဆိုတာကိုကျွန်မဆက်လက်ဆွေးနွေးပေးသွားပါမယ်။ဒါဆိုရင်အားကစားသမားတွေဟာသူ့မှာပြိတ္တတွေရှိမယ်။ဒီပြိတ္တတွေရဲ့အားပေးမှုကိုသူရရှိလို့တဲ့ ။ဒါကြောင့်ပြိတ္တကအပေးမှုကိုရရှိဖို့အတွက်သူစူးစမ်းအထောက်အမှုတွေအများကြီးလုပ်ရမယ်။ဒါစေစော်မှုတစ်ခုဖြစ်သွားမယ်။ပြိတ္တရဲ့အပေးမှုရဖို့ဆိုတာသူ့ရဲ့စေစော်မှုတစ်ခုဖြစ်သွားမယ်။နောက်တစ်ခုစံချိန်သစ်တင်ဖို့ဟုတ်တယ်။ကဲဒီသူ့ရဲ့ဆောင်ရွက်ချက်တွေတိုင်းလှုပ်ဆောင်မှုတွေတော့စံချိန်တင်ခြင်းနဲ့အရင်လူတွေတဲ့ပူကောင်းတဲ့ရလက်တွေကိုရခြင်းနဲ့ဒါလည်းစေစော်မှုတစ်ခုဖြစ်သွားမယ်။နောက်တစ်ခုကစုပလာရဖို့မိမိရဲ့အသိအတွေ့မိမိ အဲကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်ပေါ့နော်မိမိရဲ့အသင်းအတွက်ဒါမျိုးကြီးစုပလားရဖို့အတွက်လည်းဒါစိတ်စော်မှုအနေနဲ့သူဟာအဓိကအချက်လက်တွေနဲ့ပေါ့နော်ပရိသတ်အားပေးမှုရဖို့အတွက်ပဲဖြစ်ဖြစ်စုစံချိန်တည်တင်မှုအတွက်ပဲဖြစ်ဖြစ်စုပလာရဖို့အတွက်ပဲဖြစ်သူ့မှာရည်မှန်းတာရည်ရည်မှန်းထားတဲ့အချက်တွေကိုရရှိလာနိုင်ဖို့အတွက် motivation ဆိုတဲ့စိတ်ဆော်မှုတွေကနေပြီးတော့သူ့ကိုဒါဆွမ်းဆောင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါဆိုရင်နောက်တစ်ခု ဟိုဒီမှာဆိုလို့ရှိရင်ဝန်ထမ်းပေါ့နော်ဝန်ထမ်းတဝူးရဲ့စိတ်ဆော်မှုကဘာဖြစ်မလို့ဝန်ထမ်းတွေရဲ့စိတ်ဆော်မှုတွေကဘာတွေဖြစ်မလို့ဆိုတာကိုကျွန်မဆက်လက်ပြီးတော့ဆွေးနွေးပေးပါမယ်ဒီမှာဆိုရင်ဝန်ထမ်းတူဝန်ထမ်းနေဆိုလို့ရှိရင်သူတို့ဒါသူတို့ရဲ့စားတောက်နေထိုင်ရေးအတွက်လစာတိုးခြင်းတွေဒါသူရဲ့ရည်ရွယ်အမှန်ချက်တစ်ခုဖြစ်မယ်ဒီလစာတိုးဖို့အတွက်သူစူးစမ်းအထောက်အမှုတွေလှုပ်ဆောင်ရမယ်။လှုပ်ဆောင်ပါလေလစာတိုးတယ်ဆိုရဲဒီ ဒီသူ့ရဲ့ရလက်တစ်ခုကိုပေါ့နော်ရရှိစေမှာဖြစ်တယ်။ဒါကြောင့်ဝန်ထမ်းတစ်ခုရဲ့စိတ်ဆောင်မှုထဲမှာနားစာတို့ကိုပါဝင်လာမယ်။နောက်တစ်ခုကကြတော့ကျမတို့အထက်လူကြီးရဲ့တိမတ်ပြုခံရဖို့ဟုတ်တယ်လေမိဝန်ထမ်းနေရမိမိရဲ့အထက်လူကြီးရှိမယ်ဒီထက်လူကြီးတွေရဲ့တိမတ်ပြုခံရဖို့အတွက်သူဒါစိတ်ဆောင်မှုတွေလိုအပ်တယ်အဲ့နောက်တစ်ခုကကြတော့ယာရုတိုးဖို့ယာရုတိုးဖို့အဲဒီတရာရုကနေပြီးတော့နောက်ယာရုတစ်ခုကိုတိုးဖို့အတွက် ကြိုးစားအထုတ်မှုတွေ motivation တွေလိုတယ်စေစော်မှုတွေလိုတယ်ကြိုးစားအထုတ်နိုင်မှုတွေစေစော်မှုတွေလိုအပ်တယ်ဒီလိုမျိုးတွေကလည်းဝန်ထမ်းတွေဝန်ထမ်းတွေရဲ့ပေါ့နော်အစေစော်မှုတွေကလာစားတိုးဖို့ဖြစ်မယ်ထက်လူကြီးရဲ့အတိမတ်ပြုခံရဖို့ဖြစ်မယ်ယာရုတိုးဖို့ဖြစ်မယ်ပေါ့အဲဒါဆိုရင်နောက်ကျောင်းသားလူငယ်တွေရဲ့စေစော်မှုကဘာတွေဖြစ်မလို့ကျောင်းသားလူကျောင်းသားလေးတွေကျောင်းသူကျောင်းသားလေးတွေရဲ့စေစော်မှုဆိုရင်သူတို့အသိပညာဘူတုတ္တရတွေတိုးခြင်းတယ် ကလေးတွေကအမြဲတင်ယူတင်ယူတင်ယူပြီးတင်ယူနေကြတယ်အခြေဟိုအခြေအနေမျိုးမျိုးနဲ့အကြောင်းအရာမျိုးမျိုးနဲ့ပုံသဏ္ဍာန်မျိုးမျိုးနဲ့သူတို့တွေကဘဝသူရတွေကိုအမြဲတမ်းစူးစမ်းလေ့လာတင်ယူနေကြလိုကြတယ်အဲ့ဒါကြောင့်အသိပညာဘဝသူတာတိုးကျင်တဲ့အကြောင်းသူကျောင်းသားတွေဆိုရင်နောက်တစ်ခါမိဘတွေရဲ့အသိမဲ့ပြုခံရမယ်ငါသားလေးကကြိုးစားလိုက်တာငါသမီးလေးကအင်မတန်ကိုပဲစာပေါ်ဒီမိမိရဲ့ ဒီသင်ခန်းစာတွေပေါ်မှာစူးစူးဆိုက်ဆိုက်နဲ့လေ့လာတာပဲအဲဒါမိဘတွေရဲ့အတိအမှတ်ပြုခံယူလို့ရလေဒါကြောင့်တို့ကစူးစမ်းထုတ်မှုဟာ basis မိဘတွေရဲ့အတိအမှတ်ပြုကိုခံရဖို့အတွက်သူ့ရဲ့စေစော်မှုတစ်ခုထဲမှာပါဝင်သွားမယ်နောက်တစ်ခုကအစဉ်ကောင်းကောင်းရဖို့အဲ စာမေးတဲ့အခါမှာတန်းထဲမှာစာမေးပြီဆိုရင်သူများတဲ့အရင်ဖြေလို့တယ်ဒါဆိုရင် तू ပို့ပြီးလေ့လာလာမယ်လေဒါဆိုရင်အတန်းထဲမှာ तू တကာတဲ့ပို့ပြီးတော့အဲကောင်းကောင်းကိုမမြဲမြဲဆန်းဆန်းနဲ့မှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန်ဖြေနိုင်မှုအတွက်ဆိုရင် तू များများဖတ်ရမယ်များများလေ့လာရမယ်ဒါဆိုရင်ចောင်းသားចောင်းသူတွေရဲ့စေစောမှုတွေဟာအတိပညာဘုသူတာတိုးဖို့အတွက်လည်းစေစောမှုတစ်ခုအနေနဲ့ပါမယ်မိဘတွေရဲ့အတိမတ်ပြုခံရလို့တဲ့ဒါဆိုတဲ့စေစောမှုအနေနဲ့ပါမယ်အစဉ်ကောင်းကောင်းရရှိဖို့ဆိုတဲ့လည်း စေဆောင်မှုတစ်ခုနေနဲ့ပါမယ်ဒီလိုမျိုးလေးတွေကိုလေ့လာတဲ့အခါမှာသူတို့တွေကိုမိုတီဆိုတဲ့စေဆောင်မှုတွေ motivation ဆိုတဲ့စေဆောင်မှုတွေပေးဖို့အတွက်လူကြီးမိဘတွေအုပ်ထိန်းသူတွေကနေသူတို့ကိုဘယ်လိုလေးတွေပြုမူရင်သူတို့ကိုစေဆောင်မှုတွေပိုကောင်းလာမယ်စေဆောင်မှုအားစေဆောင်မှုအားတွေရရှိလာမယ်ဒါဆိုရင်တို့ရဲ့လုံဆောင်ချက်တွေပိုကောင်းလာမယ်ဆိုတာလေးတွေကိုအာဒီကအကြောင်းအရာလေးတွေကိုလေ့လာခြင်းအပြင်သိရှိလာစေပါတယ်ရှင်။ဒါဆိုရင်ကျမတို့ အာဃာသမားတယောက်ရဲ့စေစော်မှုဆိုတာကျမတို့ပရိသတ်ကအားပေးမှုကြားရှိဖို့လိုကြားခြင်းနဲ့နောက်တစ်ခါဒီပေါ့နော်ဒါစံချိန်တစ်တွေတင်ခြင်းနဲ့စုဖလားတွေရခြင်းနဲ့ဒါဆိုအာဃာသသမားတွေရဲ့ဒါစေစော်မှုကဒီ၃ခုဖြစ်မှာပေါ့ဝိညာဉ်ရဲ့စေစော်မှုတွေကဘာတွေဖြစ်မလို့နာသာတိုးဖို့ထဲ့လူကြီးရဲ့တိမဲ့ပြုခံရဖို့ယာရုတိုးဖို့ ဒီသုံးခုကဒါဝင်ထဲရဲ့စေစော်မှုဖြစ်မယ်။ចောင်းသားចောင်းသူတွေရဲ့စေစော်မှုဆိုရင်အသိပညာဘုဒ္ဓတို့ကိုမိဘတွေရဲ့အတိမတ်ပြုခံရဖို့အစဉ်ကောင်းကောင်းရဖို့ဆိုတဲ့ဒီစေစော်မှုပြပါမှာပေါ့နော်။ဒါဆိုရင်ဒါစေစော်မှုရဲ့ဒါစေစော်မှုကို နားလည်စေမယ်။နမူနာလေးတွေနဲ့ကျွန်မကဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်။အဲ့ဒီမှာဆိုရင်ဒီစေစောမှုတွေမှာဆိုလို့ရှိရင်ဘာလို့လိုမလို့လိုအပ်မလို့ဆိုရင် physiological need ဆိုတဲ့ဇီဝလိုရင်းတွေလိုအပ်မယ် emotional awareness ဆိုတဲ့ဒါသူ့ရဲ့ဒါပေါ့နော်ဒီစိတ်ခံစားမှုလိုရင်းတွေလိုအပ်မယ် social awareness ဆိုတဲ့လူမှုရေးလိုရင်းတွေလိုအပ်မယ်ဒါဆိုရင်ပထမဦးဆုံးအနေနဲ့ဒါ ဇီဝလိုရင်လိုအပ်မယ်နောက်တစ်ခုကကျမတို့စိတ်ခံစားမှုလိုရင်လိုအပ်မယ်အီမိုရှင်နယ်နိပေါ့နော်စိတ်ခံစားမှုလိုရင်လိုအပ်မယ်နောက်တစ်ခုကလူမှုရေးလိုရင် ဆိုပြီးတော့ဒီလိုရင်ကြီး300လိုနေရပါကျမတို့မတ်စလိုရဲ့ hierarchy of needs ဆိုတဲ့ theory လေးကိုလေ့လာဆွေးနွေးပေးခဲ့တော့လာလိုရင်တွေကိုကျမဆွေးနွေးခဲ့ပြီးသားပါအဲတော့ကြတော့ဒါဒီလိုရင်တွေအတွက်လဲစိတ်ဆော်မှုတွေဖြစ်လာစိတ်ဆော်မှုတွေဖြစ်လာတယ် ဒီလိုရင်းတွေအတွက်စိတ်ဆော်မှုတွေဖြစ်လာတယ်။ဇီဝလိုရင်းတွေအတွက်စိတ်ခံစားမှုလိုရင်းတွေအတွက်လူမှုရေးလိုရင်းတွေအတွက် motivation ဆိုတဲ့စိတ်ဆော်မှုတွေဖြစ်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။အဲ့ဒီမှာဆိုရင်တစ်ခုနဲ့တစ်ခုအပြန်အလှန်ပေါ့နော်။အမိသည်ပြုနေတဲ့အဓိကအစိတ်ပိုင်း၃ခုကနေပြီးတော့စိတ်ဆော်မှုဆိုတာဖြစ်ပေါ်လာပါတယ်တဲ့။ အဲ့တခုနဲ့တခုအပြန်လန်အမိသေးပြုနေတယ်အဲ့ဒီကအဓိကအစိပ်ပိုင်း၃ခုကနေပြီးတော့ဆေးစော်မှုဆိုတာဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်အဲ့တော့ကြတော့လူတွေရဲ့နောက်ွယ်မှာရှိနေတဲ့ဖြစ်ချင်တဲ့စာနာတွေဒိုလာတောင်းတမှုတွေကြောင့်ဆေးစော်မှုတွေဟာတဖြည်းဖြည်းနဲ့မြင့်မားလာခြင်းဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်မခဏဆွေးနွေးပေးတဲ့အထက်မှာဆိုရင်ဒီဆေးစော်မှုတွေကိုနမူနာလေးရင်းနဲ့လည်းကျွန်မဆွေးနွေးပေးခဲ့တယ်။ဒါတကူဆေးစော်မှုရဲ့ကျွန်တော်တို့ဒီကပေါ့နော်။ဒီက လိုအပ်တဲ့ချက်၃ချက်ကိုလည်းကျွန်မဆွေးနွေးပေးတယ်ဇီဝဒီ physiological needs ဆိုတဲ့ဇီဝလိုရင်းနေနောက်တစ်ခါ emotional needs ဆိုတဲ့ဒါ ဒီစိတ်ခံစားမှုလိုရင်းနေ social needs ဆိုတဲ့ဒီကလူမှုရေးလိုရင်းနေဒီလိုရင်းနေကနေပြီးတော့ဘာဖြစ်တာအောင်ဆိုရင်စေစော်မှုတွေကိုဒါမောင်းနှင်ပေးလိုက်တာပါဒီဒါကြောင့်ဒီစေစော်မှုဆိုတဲ့အကြောင်းအရာလေးကိုကျွန်မကနေဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်မတို့ဒီဒီတူလူတိုင်းလူတိုင်းရဲ့လိုရင်းတွေကိုပြည့်ဝဖို့အတွက်ကျွန်တော်တို့ဘာတွေဖြစ်ပေါ်လာအောင်လို့ဆိုရင် motivation ဆိုတဲ့စေစော်မှုတွေဖြစ်ပေါ်လာအောင်ဒီစေစော်မှုတွေနဲ့အတူလှုပ်ဆောင်တဲ့အခါမှာပို့ပြီးတော့ ကောင်းမွန်တဲ့ရလက်တွေကိုလည်းရရှိလာစေလို့ပို့ပြီးတော့ဒါလှုပ်ဆောင်ရတဲ့အခါမှာကြည်နဲ့ပျော်ရွှင်အားရမှုတွေကိုလည်းရရှိလာစေပါရစေ။ဒါကြောင့်ဒီကဲကိုပဲလူတူတယောက်ချင်းစီမဲ့အရေးကြီးတဲ့ motivation အကြောင်းလေးကိုကျွန်မကနေပြီးတော့ဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်။အဲ့တော့ခဏဆိုရရှိရင်ဒီလူတဲ့လူသားတွေရဲ့ပေါ့နော်တကယ်ကိုအဓိကလူရင်းကြီး၃ခုကိုလည်းကျွန်မယနေ့ဆွေးနွေးပေးခဲ့လို့ပြီးသွားပါပြီ။နောက်နေ့ဒီမှာလည်းပဲကြန့်ရှိနေတဲ့အကြောင်းအရာတွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ ဒီနေ့ကျမရဲ့ဆွေးနွေးချက်ကလေးကိုဒီမှာနေဒီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်